စစ်ပွဲတွေရပ်သွားရင်တော့တမိုင်းနဲ့လူဦးရေပေါ်မှာအခြေခံပြီးစစ်နဲ့နမိတ်ကိုတတ်မှတ်မှလားဒါမှမဟုတ်စစ်ရေးရရထားတဲ့အတားစီကိုဆက်ထိန်းထားပြီးဆက်သွားမလားဆိုတော့ကိုမပြစ်မနေစဉ်းစားရတော့မှဖြစ်ပါတယ်ဖလန်ပမောဘာကြောင့်ဒီလောက်ကြာနေရလဲနောက်ဆုံးဘသူနိုင်သွားမလဲအခြားစစ်မင်းနောက်တွေမှာရောဘယ်လိုခြေနေရှိလဲဖလန်မျိုးမှာရေပြတ်သွားရင်စစ်တပ်လက်နက်ချလွန်နိုင်မှာပမောမှာ KIA ကမျိုးကိုတိုင်းနိုင်ရောဒေါ်လာကြီးအလက်ပြောင်းဖြစ်သွားနိုင်တဲ့အထိပြောင်းလဲသွားနိုင်မှာ လမ်းမျိုးကိုချင်းကြီးတော်တပ်ဖွဲ့တွေက2024နိုဝင်ဘာ9ရက်ကတည်းကအစတင်တိုက်ခိုက်နေကြတာအခုဆို၄လကျော်ကြာမြင့်နေပါပြီမြို့ထဲကစစ်တပ်စခန်းအများစုကိုတည်ယူထားနိုင်ပေမဲ့ခလာယာနေ66တိုင်ရင်ဌာနချုပ်ကိုတော့မတည်နိုင်သေးပါဘူးစစ်တပ်ဟာလေကြောင်းကနေရိတ်ခါနဲ့လက်နက်တွေပို့ဆောင်နေပြီးအင်အားဖြည့်တင်းပြီးတော့ခုခံထားနိုင်နေပါသေးတယ်တော်လိုက်အဖွဲ့တွေကတော့လမ်းကြောင်းတွေပိတ်ဆို့ထားတဲ့အတွက်ကြောင့်စစ်ကူပို့ဖို့အခက်အခဲရှိနေပြီးခလာယာနေ66နဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ရေပိုက်လိုင်းကိုဖြတ်တောက်ထားတာကြောင့်ရေပြတ်နိုင်တဲ့အခြေအနေလက်တလုံးမှာရင်ဆိုင်လာရနေပါတယ်။ဗမာမျိုးကို KIA နဲ့ပူးပေါင်းဖွဲ့တဲ့ဒီဇင်ဘာ9ရက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမန်စီမျိုးကိုတည်ယူနိုင်တယ်လို့ဗမာလီစိတ်နဲ့တပ်စခန်းတချို့ကိုလည်းတည်ယူထားနိုင်ပါတယ်။ဒါပေမဲ့စစ်စင်ကိုကဲမှုဌာနချုပ်စကခ27ခလာရ49တိုင်ရင်ဌာနချုပ်တွေကိုတော့မသိနိုင်သေးပါဘူး။စစ်တပ်ကကွန်ကရစ်ဘန်ကာတွေနဲ့အခိုင်အမာခုခံနေပြီး လေကြောင်းကားနေလက်အကူအညီတွေရရှိနေပါတယ်ဒရုန်းတွေနဲ့တိုက်ခိုက်နေပါတယ်ဒေါပြမကိုစကခ27မှာကအခြားဒေသကစစ်သားမိသားစုတွေကပါစုဝေးရောက်ရှိနေတဲ့အတွက်ကြောင့်တိုက်ပွဲကပုံမရှုပ်ထွေးနေတဲ့အခြေအနေဖြစ်ပါတယ်ဘလို့အခြေအနေတွေဘလို့ရှိနေလဲဘသူအတွက်အားတောင်မှုရှိလဲတော်လိုက်အဖွဲ့တွေဖလန်းမြို့ထဲမှာစခန်းအများစုကိုတိုက်ထားနိုင်ပေမဲ့အခုဆိုရင်တော့ဒါခလာ268ရဲ့ရေပိုက်လိုင်းတွေကိုဖြတ်တောက်ထားနိုင်ပါပြီ။ KIA နဲ့ပူးပေါင်းအဖွဲ့တွေဗမော်မန်စီမြို့ကိုတိုက်ပိုက်နိုင်ခြင်း လေးစိတ်နဲ့အတစကန်အချို့ကိုတည်ယူထားနိုင်တဲ့အခြေအနေရှိပါတယ်။စကခ27နဲ့ခလာရ48ခုကျန်ပါသေးတယ်။ဒါပြင် PDF KIA ပူပေါက်တက်တွေကကြောက်ကြောက်စစ်နဲ့ကတာဖက်မှာတိုက်ပွဲတွေဆက်လက်ပြီးတိုက်ပွဲဝင်နေပါတယ်။အဲတော့ကတာဖက်ကစစ်ကူရောက်လာတဲ့စစ်ကြောင်းကိုဖျက်တောက်ပြီးစစ်သားအများပြားဖမ်းဆီးရမိပါတယ်။စစ်တပ်ဟာဖလန်းမှာဆိုရင်ခလာရ268ကိုမကောက်ွယ်နိုင်တဲ့အခြေအနေဖြစ်နေပြီးတော့မကောက်ွယ်နိုင်ခဲ့လို့ရှိရင်မြို့ကိုပါလဲလောရောက်နိုင်ခြင်းရှိပါတယ်။ ဖြစ်လာနိုင်ခြေကလည်းရေပြတ်နိုင်ပြီးတော့စကူပို့ဖို့လည်းခက်ခဲနေတဲ့အခြေအနေပါဗမာမှာဆိုရင်တော့ခလာ27နဲ့ခလာ49ကိုကောက်ွယ်ဖို့ဒါစစ်တပ်ဟာအင်အားအများပြားကိုအတုံးပြနေတာတွေ့ရပါတယ်လေကြောင်းကူညီမှုသာအားနယ်လာရင်တော့အခြေအနေဆိုးရွားနိုင်ပါတယ်ပြည်သူတွေဟာဗမာမှာနှစ်ဖက်တိုက်ပွဲတွေကြောင့် OA ဆော့ခါရတယ်လို့ဖလန်းမှာလည်းစစ်ပေးချောင်းနေရတဲ့အခြေအနေရှိပါတယ်ဗမာမှာတော့အိုအိဆိုခွာရတဲ့အပြင်ထိခိုက်တဲ့ရရတဲ့သူတွေအများကြီးပါ။ဒါပြင်အလဲဘိုက်ဘက်မှာ AA ပူပေါက်တက်တွေနဲ့မဟာမိတ်အလိုင်းရတွေဟာကပစတွေကိုတွေးလို့စမ်းနေတဲ့သဘော ရှိပါတယ်။ကပစဆက်သားတွေဟာအထွေကျုံနေပြီးလက်နက်ငယ်ကိုတောင်မှကောင်းစွာအကန့်တွယ်နိုင်ခြင်းမရှိဘူးလို့ကိုစီဟောကထောက်ပြထားပါတယ်။ဒါ့အပြင်တွေးကျုံနေတဲ့အတွက်ကြောင့်စစ်တိုက်ဖို့လည်းကြောက်ရွံ့နေတဲ့အခြေအနေရှိတာကိုကိုစီဟောကရေးသားထောက်ပြထားပါတယ်။ခွဲခြားစိတ်ပြကြည့်မယ်ဆိုရင်ဖလန်းနဲ့ဗမော်မျိုးတွေမြန်မာနိုင်ငံရဲ့စည်ရေးရောက်အရေးပါတဲ့ဒေသတွေမှာတည်ရှိတာဖြစ်ပါတယ်။ဖလန်းဟာအိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်ချင်းတိစပ်နေပြီးတော့ ချင်းပြည်နယ်ရဲ့အဓိကမြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒီမြို့ကိုတော်လိုင်းဖွဲ့တဲ့ကသာသိမ်းပိုင်းနိုင်မယ်ဆိုရင်ချင်းပြည်နယ်တစ်ခုလုံးကိုအခြေအနေပြောင်းလဲပြစ်နိုင်တယ်လို့အခြားထိစပ်ဆင်းမျက်နှာတွေအထိပါအင်အားဖြင့်တင်ပြီးလိုက်ပါတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။အဲလိုပဲဗမော့ဟာလည်းကချင်ပြည်နယ်ရဲ့အရေးပါတဲ့အကုန်သွေးမြို့ဖြစ်ပြီးတော့တရုတ်နိုင်ငံနဲ့အနေနဲ့နီးကပ်စွာတည်ရှိနေတဲ့အတွက်အလွန်ပဲအရေးကြီးတယ်။ KIA နဲ့ပူးပေါင်းဖွဲ့တွေဗမော့ကိုသာသိမ်းနိုင်မယ်ဆိုရင်မြစ်ကြီးနားမြို့ကိုပွင့်သွားပြီးတော့ wifi ပိတ်ဆို့ထောင်းလိုက်ပြီးတော်လိုင်းအရှိတ်ကိုဒီထက်တစ်ဆင့်ပုံမြင့်တင်နိုင်မှာဖြစ်ပါတယ်။ စစ်တပ်ဘက်ကကြည့်ရင်လည်းဒီမျိုးတွေကိုဆုံးရှုံးဖို့တူတက်မဖြစ်နိုင်တော့တဲ့အခြေအနေမှာအင်အားအများပြားနဲ့ခုခံနေရတာဟာခံစင်းနဲ့အနိုင်ယူဖို့ဘလို့နည်းနဲ့မှမဖြစ်နိုင်တော့တဲ့အခြေအနေပါဒါပေမဲ့တိုက်ပွဲတွေကြာရှည်လာတာနဲ့မြစစ်တပ်ရဲ့အင်အားနဲ့ရိတ်ခါတွေလည်းတဖြည်းဖြည်းကုန်ဆုံးလာနိုင်တယ်လို့တော်လိုက်အဖွဲ့တွေရဲ့မျိုးတွေကိုတိုက်ပိုက်နိုင်ဖို့ကြိုးစားတဲ့ဝိုင်းပတ်ပေးဆိုတဲ့အခြေအနေအားလည်းအခက်အခဲကြုံလာရနိုင်ပါတယ်ထို့စစ်ဖြစ်ရီမတ်ချက်အောင်မြင်ခြင်းရဲ့ပုံစံတစ်မျိုးပြောလို့ရပြီးတော့စီရေးရ အားနဲ့အောင်တာသီယူဖို့ကြိုးပမ်းနေကြတဲ့အခြေအနေတွေ့ရပါတယ်။ဖြစ်နိုင်ချေကိုခံမှန်းရမယ်ဆိုရင်ဖလန်းမျိုးဟာစစ်ကောက်စီတက်ရေပြတ်သွားမယ်ဆိုရင်တော့ခလာနေ6ရှစ်တက်ရင်ဟာလက်နဲ့ချဖို့အလောလောအလုံးများပါတယ်။အဲလိုသာဆိုရင်ချင်းပြည်နယ်မှာဒေါ်လိုက်ဖွဲ့တဲ့အင်အားပုံမှန်ကြီးမားလာပြီးစစ်ကောက်စီတွေနဲ့ဒါနောက်ထပ်ပြည်နယ်တစ်ခုကိုထိချုံနိုင်တဲ့အခြေအနေလက်လွတ်လိုက်ရတာပဲဖြစ်ပါတယ်။ဒါအပြင်ထိဆန်းတဲ့မြေတွေရဲ့အင်အားဟာလည်းသူ့ကိုချိန်ချောက်လောက်နိုင်တာဖြစ်ပါတယ်။ဘမော်ဖက်ကိုကြည့်ရင်လည်းစစ်တပ်အနေနဲ့ လေကြောင်းကနေပြီးတော့ drone တွေနဲ့ပုံချက်နေပေမဲ့မြေပြင်နေနောက်ပိုက်ပြန်နဲ့ပြစ်ချလာတဲ့အခြေအနေကြောင့်အဲ့လိုလေကြောင်းကူညီမှုတော့အားနည်းလာမယ်ဆိုရင်တော်လိုက်ပွဲတွေဟာစကခ27နဲ့ခလာ49တရရေကိုတဖြည်းဖြည်းသိမ့်ပိုက်လာနိုင်ွယ်ရှိပါတယ်အဲ့လိုသာဆိုရင်တော့ကချင်ပြည်နယ်မှာစစ်တပ်ရဲ့အခြေအနေဟာတော်တော်လေးကိုဆိုးရွားသွားပြီလို့ပြောလို့ရတယ်စစ်တပ်ဘယ်လိုတော့ပြန်နိုင်လဲလက်ရှိစစ်တပ်ရဲ့အင်အားအသစ်တွေနဲ့လေကြောင်းကူညီမှုကိုပုံမအားကအောင်လုံဆောင်နိုင်မယ်ဆိုရင်တော့အတိုက်ပွဲဟာ ပို့ပြီးကြာရှည်နိုင်ပါတယ်။ဒါပေမဲ့အဲ့ချိန်လေးဟာမြေပြင်ကစစ်ကြောင်းစစ်ကူပို့လို့ရတဲ့အချိန်လေးမဟုတ်ပါဘူး။အဲ့လိုအကောက်ဖွင့်တာပေးလိုက်လို့ကတော့စစ်တပ်ဟာမျိုးတွေကိုပြန်လည်တိုက်ပိုက်ဖို့မဖြစ်မနေစူးစမ်းလာမှာဖြစ်ပါတယ်။အခြားစစ်မျက်နှာတွေဖက်မှာဝိုင်းရပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်လေးအားနေတယ်။ကတားဖက်မှာ PDF တွေရအောင်မြင်တဲ့ဆက်လက်အပြောင်ကြားထိုးစစ်တွေရှိနေပေမဲ့အနောက်မြောက်ဒေသအစ်တရရထိချုပ်မှုအားနည်းလာတဲ့အခြေအနေလာပဲရှိပါသေးတယ်။ဒါပြင်အလဘိုက်ခါစစ် မကွေးစကိုင်းတို့ဘက်မှာပျောက်ကြားစစ်တောင်းလိုက်ပါမထိုးဆောင်နိုင်တဲ့အခြေအနေဟာနောက်နှစ်ချက်တော်တော်နည်းပါတယ်။အာသာချက်အာနယ်ချက်ကိုတိမကျွန်တော်တို့ကအခြေအနေမှန်တိမဖြစ်ပါတယ်။တော်လိုက်ဖွဲ့ရဲ့ထုံးစံတိုင်းအတိသာခတ်ပြည်သူတွေထောက်ခံတယ်။စစ်တပ်ရိခါဖြတ်တောက်ဖို့ဖလန်းဖက်မှာတပ်စခန်းအချို့ကိုလည်းတိတ်ပိုက်ထားနိုင်တယ်လို့ဗမော်ဘက်မှာဆိုရင်လေးစိမ့်နဲ့တပ်စခန်းအချို့ကိုတိတ်ပိုက်ထားနိုင်တယ်။အာနယ်ချက်ကတော်လိုက်အဲစုတွေမှာလက်နက်အင်အားနည်းပါတယ်။လေကြောင်းရံကိုကောက်ွယ်နိုင်တဲ့လက်နက်ပို့ပြီးတော့နည်းပါတဲ့အတွက်အာနယ်တဲ့အခြေအနေပါ။ဒါပြင် ရေရှည်တိုက်ပွဲအတွက်ရိတ်ခါနယ်လူအင်အားပုံမူလိုအပ်တဲ့အခြေအနေအားနည်းချက်ရှိပါတယ်။ဒါပေမဲ့အခွင့်အရေးလည်းရှိပါတယ်။စစ်တပ်ရဲ့အင်အားအလွန်ကျော်စစ်မျက်နှာပေါင်းစုံမှာတုံ့ဆွဲနေရခြင်းစစ်တပ်တွေရဲ့တိုက်ခိုက်လို့စိတ်ကြဆင်းနေခြင်းပြပနိုင်ငံတကာရဲ့ PR တွေတိုးမြင့်နေခြင်းအဲ့ဒါတွေဟာအခွင့်အရေးဖြစ်ပါတယ်။ချိန်ချမှုကတော့စစ်တပ်ရဲ့အင်အားဖြည့်တင်းမှုကိုစိုးရိမ်ရတဲ့အခြေအနေနဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှု drone နဲ့ပြင်းထန်လာတဲ့လေကြောင်းပစ်ခတ်မှုတွေကိုတတိထားဖို့လိုပါတယ်။စစ်တပ်ဟာပြည်သူတွေရဲ့ထောက်ခံမှုရော့နယ်လာတဲ့အခြေအနေပါ။ ဒါပေမဲ့တိုက်ပွဲကြရှိလာအောင်သူတောက်ခတ်နိုင်ရင်တော်တိုင်းအင်အားစုတွေဘက်ကပြည်သူထောက်ခံမှုပါရောကြလာနိုင်ပါတယ်အထူးသတိထားဖို့လိုပါတယ်စစ်တပ်ဘက်ကကြည့်ရင်အာသာအာနေချက်ကစစ်တပ်ဟာသူထင်ရတဲ့လေကြောင်းအောက်ကိုတဲ့လေကြောင်းဆွဲရင်ရှိနေတယ်လက်နက်အင်အားပုံမှုကောင်းမွန်တဲ့လက်နက်တွေဖြစ်တင်နိုင်တယ်ဒါပေမဲ့ပြစ်တမမရှိတဲ့အခြေအနေအာနေချက်ကတော့တော်တော်ဆိုးပါတယ်ရိတ်ခပိုးဆောင်ရိတ်ကက်ကဲဖလန်းမှဆိုရင်တောင်တန်းနေပုံမှာဘယ်လိုမှမလွယ်ပါဘူး နောက်ဗမော်မှာဆိုလဲတိုက်ခိုက်တဲ့ drone တွေပစ်ချနိုင်တဲ့အခြေအနေကတော်တော်ဆိုးရွားပါတယ်။ပိုပြီးအားနည်းနေတာကဗမော်စက္ကတ်21ထဲမှာစစ်သားမိသားစုတွေပါပါဝင်နေတဲ့အခြေအနေပါ။ဒီတော့စေရေးနဲ့စီးပွားရေးဖြစ်အားတွေတိုးလာနိုင်ပါတယ်အခွင့်အရေးကတော့စစ်တပ်မှာပါရှိမယ်ဆိုရင်ဒေါ်လာရေးဖွဲ့တွေရိတ်ခါတွေလူအင်အားတွေတဖြည်းဖြည်းကုန်ဆုံးသွားပြီးနိုင်ငံတကာရဲ့အကူအညီမရတော့တဲ့အခြေအနေကြုံရပါတယ်ပြည်သူတွေရဲ့စစ်ကိုညှင်းငွေပြီးသူ့ကိုပို့ပြီးပုံကန်တဲ့အခြေအနေတိုးလာနိုင်ပါတယ် ချိန်ချောက်မှုကမြို့များကိုဆုံးရှုံးရတဲ့အခြေအနေစစ်တပ်အတွက်ချိန်ချောက်မှုရှိပါတယ်။တိုက်ပြည်ရဲ့အုပ်ချုပ်ရေးပိုင်းကိုထိခိုက်တဲ့အစီအနှံအထိတော်လိုင်းဖွဲ့တွေအင်အားပုံမှုကြီးမားလာနိုင်ပါတယ်။အကြံပြုချင်တာကနှစ်ဖက်စလုံးအနေနဲ့တိုက်ပွဲတွေကိုချော့ချပြီးပြည်သူတွေရဲ့အသက်အိုးအိမ်ကိုကာကွယ်ဖို့အရေးကြီးတယ်ဆိုတာကအနိုင်ငံတကာနဲ့ဆွေးဆက်ဆွေးနွေးလမ်းကြောင်းသွားတဲ့လူတွေအဖြစ်ကျွန်တော်ပြောချင်တဲ့အဓိကချက်ကတော်လိုင်းအင်အားစုတွေကြောင်းတိုင်းသာချင်းချင်းကြားရနိုင်တဲ့လောက်ညီနိုင်နေဖို့လိုပါတယ်။မဟုတ်ရင်ဘာအတွက်တိုင်းနေမလဲပြန်မေးကြည့်ဖို့လိုတယ်။ အချင်းချင်းကြားမှာတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့အကျိုးစားသင့်တယ်စစ်တပ်နဲ့ကြားမှာတော့ချားနီကိုတောက်လို့ရတယ်အချင်းချင်းကြားမစည်းလုံးနိုင်ရင်တော်လိုက်စစ်လည်းမနိုင်တယ်လို့ပြပပေါင်းဝင်လာမှုကြောင့်ဆွေးနွေးပွဲတွေပေါ်လာပြီးတပံပြန်လဲဇံပြောဖြစ်သွားနိုင်တာကိုအလုံးစုံလည်းပို့လို့ရတယ်ဒါပြင်စစ်အနိုင်တိုက်တဲ့အခြေအနေအနေနဲ့နန်းမိတ်တွေကိုမျိုးပုံတတ်မှတ်နိုင်ပါမလားဒီတော့ဖြစ်တဲ့နာကတော့အတိုင်းအတာအချင်းချင်းကြားမှာတော့မဖြစ်မနေအားလုံးပေါင်းဝင်တဲ့အတွေ့အဆုံဆွေးနွေးမှုတွေပြုလုပ်တင်ပါတယ် ဒီပအတိုင်းဝိုင်းတွေအနေနဲ့တော်လိုင်းယူထောက်ခံတယ်ဆိုရင်အင်အားစုတွေကြောင့်အကျိုးမျှော်ကိုတော့ထယ်ပြီးတော့စစ်မှန်တဲ့ဂျောင်းဝင်ညီနိုင်ပေးမှုကိုဆောင်ရွက်သင့်ပါတယ်။ဒလန်းနဲ့ပမော်ဒီမှာဖြစ်နေတဲ့တိုက်ပွဲတွေဟာတခြားဒေသတွေနဲ့တိုက်ပွဲတွေနဲ့ပိုပြီးထူးခြားတဲ့အခြေအနေပါ။မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်အလက်ပြောင်းတစ်ခုထိဖြစ်သွားနိုင်ပါတယ်။ဒီတော့တေချာတိတော်မှာကဘက်ဖက်ကပဲအနိုင်ရပါစေ။တော်လိုင်းအင်အားစုဂျာတဲ့မှာဆိုရင်ပြည်သူအတွက်ငြိမ်းချမ်းတရားတဲ့ဘဝကိုမဖြစ်မနေရောက်ရှိဖို့အရေးကြီးပါတယ်။ ဒါကိုကျွန်တော်မိတ်ဆွေတွေဘယ်လိုမြင်လဲ comment မှာရေးခဲ့ပါဦးစစ်ပွဲတွေနဲ့နိုင်မြတ်မှတ်ခြင်းဟာအရေးကြီးပါတယ်စစ်ပွဲနိုင်လို့နိုင်မြတ်ဖို့တတ်မှတ်ပြောင်းလဲနိုင်ပြီလားလက်ရှိတော်လာရေးမြန်မာနိုင်ငံမှာတိုင်းသားနဲ့နိုင်ငံဖွဲ့တွေရမ်းမှုထိုက်ချုပ်နိုင်မြေတွေတိုးလာတာအများကြီးပါပဲရှမ်းမြောက်ရခိုင်ကချင်ပြောရခိုင်မှာလည်း AA ဘလော့ဝတ်ကိုထိုက်ချုပ်ထားသလိုရှမ်းမြောက်မှာ TRA MDA တို့နိုင်မြေတွေကျဲလာတယ်ဒါဟာစစ်ပွဲတွေကနိုင်မြတ်ကိုပြောင်းလဲနိုင်တယ်ဆိုတဲ့သဘောကိုပြနေတာ ဥပမာအနေနဲ့ပြောရရင်အဲ့တလုံးကိုနှစ်ဖက်အငင်းပွားနေတဲ့အခြေအနေဆိုရင်အာကြီးအာကောင်းတဲ့သူကအဲ့ရဲ့အရေးပါတဲ့အစိပ်ပိုင်းကိုအတင်းသိမ်းယူလိုက်တယ်လို့မျိုးရှိနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအတင်းသိမ်းယူတာဟာရေရှည်မှာပြဿနာတွေဖြစ်လာနိုင်တယ်။ကိုယ့်ဘက်ကပြည်ပြင်းနေတယ်ဆိုရင်တော့လမ်းပြကောင်းဖြစ်နိုင်တယ်။နောက်တစ်ချက်ကတစ်ဖက်မှာလည်းတမိုင်းအဆင့်လောက်နဲ့လူမျိုးစုတွေရဲ့အခြေအနေကိုကြည့်ပြီးနာမည်ကိုတတ်မှတ်သိနေတာဖြစ်ပါတယ်ဆိုတဲ့အမြင်တွေရှိတယ်။ရှမ်းမြောက်မှာအချို့ဒေသတွေမှာ AI ရဲ့ရည်ရည်ချက် substate အမြင် ရှာနိုင်ငံအင်အားစုတွေရဲ့ကန့်ကွက်မှုတွေမွန်ကရင်နယ်စပ်ကအမြင်တွေဟာအခုပြောတဲ့အချက်ကိုထောက်ပြနေတာဖြစ်ပါတယ်စစ်နိုင်တဲ့သူကနယ်မြေကိုပိုက်ဆိုင်တင့်လာဒါမှမဟုတ်တမိုင်းနယ်လူမျိုးစုတွေရဲ့မကန်ရက်ခွင့်ရေးကိုဦးစားပေးရမလားဆိုတာစဉ်းစားကြည့်အခြေအနေပါတမိုင်းကိုကြည့်ရင်စစ်ပွဲတွေကနယ်နိမိတ်ကိုပြောင်းခဲ့တော့မှန်ပေမဲ့စစ်ပွဲကြောင့်ရလာတဲ့နယ်မြေတွေဟာရေရှည်မှာမတည်ငြိမ်မှုတွေဖြစ်လာတတ်ပါဥပမာအင်အားနဲ့အနံ့ယူထားတဲ့မြေဟာမီးလောင်ထားတဲ့တောနဲ့တူပါတယ် ခဏတော့အနိုင်ရတဲ့ထင်ပေမဲ့ရေရှည်မှာဘာမှမကြံခဲ့တဲ့လူမျိုးဖြစ်သွားနိုင်ပါတယ်တကယ်တမ်းအရေးကြီးတာကအားလုံးအတွက်ရေရှည်ဒီတတ်မဲ့အဖြေကိုရှာဖို့ဖြစ်တယ်ဒါဟာအချင်းချင်းကြောက်ပြောတာဒီတိုင်းတာဆက်သွားရင်တိုင်းသာတဲ့နှက်ကန်ထိချုပ်တဲ့ဒေတာပုံများလာမှာတိတ်ချတယ်ဒီတော့နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်လာပြီးနမိတ်ဆိုင်ရာတဘောသူညီချက်အသစ်တွေမဖြစ်မနေချမှတ်ရေးဆွဲရတော့မှာဖြစ်တယ်အခုကလေးကရေးဆွဲထားဖို့စီစဉ်ထားဖို့လိုပါတယ်စစ်ပွဲတွေရပ်သွားရင်တော့တမိုင်းနဲ့လူဦးရေပေါ်မှာအခြေခံပြီး စစ်နှစ်နမိတ်ကိုတတ်မှတ်မှာလားဒါမှမဟုတ်စီရရရထားတဲ့အသာစီးကိုဆက်ထိန်းထားပြီးဆက်သွားမလားဆိုတော့ကိုမပြစ်မနေစဉ်းစားရတော့မှာဖြစ်ပါတယ်စစ်ပွဲတွေကနမိတ်ကိုပြောင်းလဲနိုင်ပေမဲ့အဲ့ဒီပြောင်းလဲမှုဟာရေရှည်တည်ထောင်ဖို့တမိုင်းစင်လာလူမျိုးတွေရဲ့စံတော်နဲ့အတူတကွညှိချမ်းစွာနေထိုင်နိုင်ရေးကိုဦးစားပေးဖို့လိုပါတယ်မြန်မာနိုင်ငံရဲ့စစ်နှစ်နမိတ်အသက်ဟာဘယ်လိုပုံစံဖြစ်လာမလဲလူတို့ကလက်ခံနိုင်ပါမလားဒါဟာမဖြစ်မနေညီနိုင်ရမယ့်အချိန်မဟုတ်ရင် အားလုံးကဝိုင်းပြီးစောင့်ကြည့်ပြီးတိုက်တွန်းရမယ့်အခြေဖြစ်ပါတယ်။ဒီကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေတွေဘယ်လိုမြင်လဲ။ comment မှာရေးခဲ့ပေးပါဦး။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့အားပေးဖို့အတွက်ဒီ channel ကို subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါ။ဒီလောက်ပါပဲ။